င်ကာတစ်လိုဖိုက်တာကိုအနိုင်ယူနိုင်တဲ့အကွက်တွေထုတ်ပြနိုင်ပေမဲ့ထိုင်းတိုင်းတရဲ့ဗလိုက်မှုကြောင့်နစ်နာခဲ့ရတဲ့စူပါရေချမ်းပြည်သမျှလုံးမဲမင်္ဂလာပါ SY Media ကနေကြိုဆိုလိုက်ပါတယ်ပေကရင်တောက်ကြညမှာတော့စူပါရေချမ်းရဲ့ခေပေါင်းစင်မှာရှုံးပန်းမရှိထုတ်လာခဲ့တဲ့စင်ကာတစ်တို့ရဲ့ရှင်ပြိုင်မှုရှိတာမို့အလုံးကစိတ်ဝင်စားကြည့်ရှုခဲ့ကြပါတယ်ဒီပွဲမှာစူပါရေချမ်းရဲ့လက်ရည်ကိုပြည်သက်တွေကမျှော်လင့်ထားခဲ့ကြတာပေါ့မျှော်လင့်ထားသလိုလဲစူပါရေချမ်းကအစွမ်းကုန်လုပ်ပြနိုင်ခဲ့ပါတယ် ပထမချီမှာစူပါရေချမ်းနေတဲ့ချင်းကပ်ပုံတွေကလိုအပ်ချက်ရှိတာတွေရှိခဲ့ပါတယ်။ဒုတိယချီမှာလည်းစင်ကာတစ်ကအကွက်လျင်တာကြောင့်စူပါရေချမ်းကအမှတ်စဉ်ရေခန့်ခဲ့ရတာပါ။ဒါပေမဲ့အမြန်ဆုံးပြန်ထနိုင်တဲ့အတွက်တတိယချီကိုဆက်ခဲ့ကြပါတယ်။တတိယချီမှာတော့စူပါရေချမ်းကပရိသတ်တွေကအာရချင်းနဲ့ဆင်းမဲ့အကွက်တင်နဲ့စင်ကာတစ်ကိုအတကုံးထိုးကျိတ်တာပါ။နိုင်ချင်းသောတာများနေတဲ့ထိုးသမားတယောက်ရဲ့ပုံစံမျိုးမဟုတ်ဘဲအဖက်ပြိုင်ဘက်ရဲ့အာနေချက်တွေကိုတေးချရှာကအမိရယူတာဖြစ်ပါတယ်။ ဒီလိုဆိတ်ဆက်ကပညာသားပါတဲ့ရှင်ပြိုင်မှုတွေကြောင့်ပဲစင်ကာတစ်ကဖင်ထိုင်ချသွားခဲ့ပါတယ်။ဒါပေမဲ့ဒုတိယခြေတုံးကစူပါရေဂျန်လိုစင်ကာတစ်ကလည်းအမှတ်စဉ်ရေတွက်ခံခဲ့ရတာပေါ့။အခုလိုပုံစံရတာဆိုရင်စူပါရေဂျန်ရှိမှဖင်ထိုင်ချခဲ့တာတွေကရောခံလိုက်ရတယ်လို့ဖြစ်သွားရမှာပေါ့။ တတိယချီမှာလည်းအလဲထိုးခံရတာမျိုးမရှိအောင်စူပါရေချမ်းကတောက်ခံနိုင်တဲ့အတွက်ပွဲကိုအမှတ်နဲ့သာဆုံးဖြတ်ခဲ့ကြတာပါအမှတ်နဲ့ဆုံးဖြတ်တဲ့အချိန်မှာထိုင်းတိုင်းတွေဘက်ကစူပါရေချမ်းကိုမျက်နှာတောင်မပေးကြပါဘူးစင်ကာတစ်ကဖင်ထိုင်ကြတာကိုလည်းရှော့မှတ်ဖြစ်ထက်မတွက်ကြပါဘူးစင်ကာတစ်ကချေချောသွားတာကြောင့်လဲချောက်သွားတယ်လို့သာယူဆတာပါဒါကြောင့်မို့လဲတိုင်းတွေကစင်ကာတစ်ဘက်ကိုအမှတ်မလျှော့ပဲနိုင်မှတ်တွေတိုးပေးလိုက်ကောင်ပြန်ပွဲရဲ့အောင်းနိုင်သူဖြစ်တတ်မှတ်လိုက်ပါတယ်အမှတ်နဲ့ဆုံးဖြတ်ကြတဲ့ခါတိုင်းမှာမြမလဝိတ်သမားတွေအနေနဲ့အနိုင်ရကြတယ်ဆိုတာရှားပါတယ်စူပါ ရေးချမ်းအတွက်တော့အခုလိုဆုံးဖြတ်တာဟာနစ်နာတယ်လို့အများကထောက်ပြပြောဆိုနေကြတာဖြစ်ပါတယ်။စူပါရေးချမ်းအတွက်တော့အရှုံးမရှိဖိုက်တာတယောက်ကိုအလဲထိုးမခံပဲကစားနိုင်ခဲ့တာကချီးကျူးစရာဖြစ်လို့နေတာပါ။ချင်းကတဲ့ပွဲမှာထိုင်းတိုင်းတွေအမှတ်နဲ့ဆုံးဖြတ်တာကစူပါရေချမ်းအတွက်မျှတလေလို့ထင်လို့ဆိုတာပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆလပ်ပီ celebrity သတင်းများအတွက်မားရရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပြောရွှေပါစေ